မြစ်မရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေ။မြစ်မရေဒီယိုဟာမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်လျက်ရှိပါတယ်။ မြစမရေဒီယိုမနက်ပိုင်းစီစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိလိုင်းဒိုမီတာ49မီတာ6.1မဂါဟတ်စ်ကနေဖမ်းယူနိုင်နိုင်ပါတယ်။မြစမရေဒီယိုညနေပိုင်းစီစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ညနေ9:00နာရီကနေ9:00နာရီခွဲအထိလိုင်းဒိုမီတာ16မီတာ18.5မဂါဟတ်စ်ကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။ မင်္ဂလာပါရှင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုယ်ကျမရှိကြပါစေလို့မဇမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သားလိုက်ပါတယ်အော်တိုဘာလ၄ရက်စနေနေ့မနက်ပိုင်းမဇမရေဒီယိုအစီအစဉ်ကိုမြန်မာစံတော်ချိန်မနက်9:00နာရီကနေစတင်ထုတ်လွှင့်နေပါပြီကျမရှင်ပါ ဒီကနေ့နားဆင်ရမယ့်စီစဉ်ဒီကတော့အကျဉ်းသားထွက်ပြေးမှုတွေရှိနေတဲ့အတွက်တရားရုံးအနေနဲ့တတိထားစီလူကြောင့် NUG တရားရေးဌာနပြောတဲ့သတင်းနဲ့အတူစစ်ကောင်မရှင်က6လအတွင်းမြို့နယ်120ကျော်ကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးအဲ့ဒီမြို့တွေရဲ့60ရာခိုင်နှုန်းကျော်ဟာအင်တာနက်ဖြတ်တောက်ခံရတဲ့ဒေသတွေဖြစ်တဲ့ဆိုတဲ့အကြောင်းပါဝင်နောက်ဆုံးရပြုရင်းသတင်းနေတပတ်တွင်းကထူးခြားနိုင်ငံကသတင်းနေနဲ့သတင်းလွှာတွေကိုတင်ဆက်ပေးပါမယ်။သတင်းနေနားဆင်ရအပြီးမှာတော့အပတ်စဉ်စီစဉ်နေနဲ့ တင်းမားများကိုတိုက်ဖြတ်ခြင်း misinformation buster အစီအစဉ်ကိုနားဆင်ရမှာဖြစ်ပါတယ်အခုကတော့ပထမဆုံးအနေနဲ့ပြည်ရင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ မင်္ဂလာပါနောက်ဆုံးရပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ကျွန်တော်ဆိုင်းခမ်းပါတိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေတဲ့ဘိတ်ခရိုင်ပလောမြို့နယ်အတွင်းကပလမြို့အနီးတစ်ဝိုက်ကိုစစ်ကော်မရှင်ကလေကြောင်းပုံးကျဲတိုက်ခိုက်သွားတယ်လို့သတင်းမြစ်တွေစီကတရားပါတယ်အော်တိုဘားလ2ရက်နေ့လယ်12နာရီခွဲဝင်းကျင်က Jet Fighter တစ်စီးနဲ့ဘုံးနှလုံးကျဲသွားတာဖြစ်ပြီးပလမြို့မင်းပြင်ရွာအတွင်းကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ် လေကြောင်းတိုက်ခိုက်ခံရတဲ့မင်းပြင်းရွာဟာပလားမြို့နဲ့တမိုင်ကျော်သာကွာဝေးပြီးအမှတ်၈ပြည်တော်စုလမ်းမကြီးဘေးကရွာဖြစ်ပါတယ်။လေကြောင်းတိုက်ခိုက်ခံရမှုအတွင်းတော်လိုင်းအင်အားစုတွေဘက်ကထိခိုက်မှုရှိတယ်လို့ဒေတာတွင်သတင်းအမြင့်နှစ်ဦးကပြောပေမဲ့ဘေးခရိုင်အမှတ်၁တရင်ပြန်ကြားရေးတာဝန်ခံကသူတို့အနေနဲ့အခြေအနေအသေးစိတ်ကိုအတိမပြုနိုင်သေးဘူးလို့ဆိုပါတယ်။ ပလာမျိုးနဲ့နေဝင်ချင်းမှာရှိတဲ့ရွာတွေမှာစစ်ကော်မရှင်တပ်နဲ့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KLLA ပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေဖြစ်ပွားနေတာဟာပြီးခဲ့တဲ့ဇူလိုင်လနောက်ဆုံးပတ်ကလေးကဖြစ်ပါတယ်။စစ်ကော်မရှင်တပ်ကရွေးကောက်ပွဲမတိုင်ခင်သူတို့ထောက်ဖို့လမ်းကြောင်းအတွက်အရေးပါတဲ့အမှတ်ရှိပြည်တော်စုလမ်းမကြီးကို အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ဖို့နဲ့ပလာမျိုးမှာရေနဲ့စိတ်ကမ်းရှိတာကြောင့်စစ်ကော်မရှင်ကသူတို့အကျိုးစီးပွားတွေမဆုံးရှုံးရဖို့အတွက် စစ်ကြောင်းထိုးနေတာကြောင့်တိုက်ပွဲတွေဖြစ်ပွားနေတာလို့သိရပါဗျ။တိုက်ပွဲတွေအတွင်းစစ်ကော်မရှင်တပ်ဖက်ကအထိခိုက်များသလိုတော်လိုင်းအင်အားစုပူးပေါင်းတပ်တွေဘက်မှလည်းထိခိုက်ကြဆုံးမှုတွေရှိနေတာပါ။တိုက်ပွဲတွေစတင်ခဲ့တဲ့ကာလအတွင်းစစ်ကော်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုတွေကြောင်းအရက်သား20ဦးထက်မနည်းထိခိုက်သေးဆုံးခဲ့တာရှိပြီးအရက်သားပြည်သူယာနစ်ချီဘေးလွယာတွေမှာတိမ်းရှောင်နေရတယ်လို့သတင်းမြစ်တွေရဲ့ပြောကြားချက်အရသိရပါရခင်ဗျာ။ မြေပြင်မှာအကျဉ်းသားထွက်ပြေးမှုတွေရှိတဲ့အတွက်တရားရုံးအနေနဲ့အထူးသတိချက်စီလိုတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရတရားရေးဝန်ကြီးဌာနဂျာကာလာတရားစီရင်ရေးဆိုင်ရာဦးစီးဌာနညွန်ကြားရေးမှုချုပ်ဒေါ်မေပိုးကစက်တဘာလ28ရက်နေ့ကကျင်းပပြုလုပ်ခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG တရားရေးဝန်ကြီးဌာနသာကလာတရားစီရင်ရေးဆိုင်ရာဦးစီးဌာနနဲ့မြို့နယ်တရားသူကြီးတွေတွေ့ဆုံဆွေးနွေးပွဲမှာပြောကြားခဲ့ပါတယ်။အခုမြေပြင်အခြေအနေအရအကျဉ်းသားထွက်ပြေးမှုတွေရှိနေပြီးအ တရားရုံးအနေနဲ့အဲ့ဒီအချက်ပေါ်အထူးသတိချက်စီလို့ကြောင်းအာမခံပေးနိုင်တဲ့အမှုတွေကိုအာမခံပေးပြီးအာမခံရှောက်ထားလာခြင်းမရှိပါကဥပဒေညင်ညီဆောင်ရွက်ရန်လို့ကြောင်းတရားခံထွက်ပြေးမှုတွေရှိတဲ့အတွက်ထူးခြားကိစ္စရပ်တွေပေါ်ပေါက်လာပါကဌာနကိုအစီရင်ခံတင်ပြပြီးလုံထုံးလုံနည်းနဲ့ညီမမကန်ကန်ဆောင်ရွက်ရန်လို့ကြောင်းဒေါ်မီပိုးကပြောကြားခဲ့တာဖြစ်ပါတယ် တပြင်လက်ရှိကာလတော်လရင်နယ်မြေတွေမှာလုံခြုံရေးချိန်ချမှုတွေကြုံတွေ့နေရတဲ့အခြေအနေတွေမှာတရားရုံးနေနဲ့လည်းတရားရုံးအမှုထွဲတွေနဲ့စာရွက်စာတမ်းတွေအပါအဝင် လုံခြုံရေးဂရုပြုရမယ့်ကိစ္စရပ်အားလုံးစနစ်တကျထားရှိရန်လိုပြီးအမှုတွေရဲ့ဥပဒေပါအခွင့်အရေးအများရရှိစေရန်ဖော်ဆောင်ပေးရန်သောမကအမှုတွေကိုလည်းဥပဒေပါအခွင့်အရေးတွေရရှိစေရမယ်ကိုရှင်းပြပေးစေလိုတယ်လို့ညွှန်ကြားမှုချုပ်တော်မေဘိုးကဆိုပါတယ်။ လက်ရှိအန်ယူဂျီတရားရေးဝန်ကြီးဌာနကစကိုင်းတိုင်းမှာတရားရုံး25ခုမကွေးတိုင်းမှာတရားရုံး3ခုဖွဲ့ထားပြီးတော့မြို့နယ်တရားသူကြီး108ဦးခန့်အပ်ထားတယ်လို့တရားရေးဝန်ကြီးဌာနရဲ့အချက်လက်တွေအရသိရပါတယ်ရှင်အာရခတက်တော် ULAAA ကဖန်းစီစစ်ဆေးနေတဲ့သတင်းတောက်မတ်မှုဒရာကိုချက်ချင်းလွတ်ပေးဖို့နဲ့သတင်းလွတ်လပ်ခွင့်ကိုလေးစားဖို့အမျိုးသမီးအဖွဲ့၃ဘွဲကထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။မြန်မာအမျိုးသမီးမီဒီယာအဖွဲ့ MWIM မြမအမျိုးသမီးတက်မက BWU နဲ့ Sister to Sister အဖွဲ့တွေကမမ္မူဒရာဖန်းစည်းခံရတဲ့နှစ်ပတ်ပြည့်တဲ့နေ့အော်တိုဘာလ3ရက်နေ့မှာထုတ်ပြန်တောင်းဆိုထားတာဖြစ်ပါတယ်။တရင်လုံလုံခြုံခြင်းကိုအကြောင်းပြု၍ဖန်းစည်းခြင်းဟာတရင်လွတ်လပ်ခွင့်နဲ့ထုတ်ဖော်ပြောဆိုခွင့်ကိုထိခိုက်စေပါတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါရတယ်။ မြန်မာနိုင်ငံဟာ2025ခုနှစ်ကမ္ဘာသတင်းလွတ်လပ်ခွင့်အညွန်ဂိမ်း RSF မှာနိုင်ငံပေါင်း180အနက်အဆင့်169မှာရှိနေတဲ့အခြေအနေအခုလိုမီဒီယာတွေအပေါ်ဖိအားပေးမှုတွေထပ်မံဖြစ်ပေါ်နေတာကို NWIM ကပြင်းထန်စွာရှုံချကြောင်းဆိုထားပါတယ်။ ရခိုင်ခြေစိုက်သတင်းဌာနဖြစ်တဲ့ Border News Agency BNA ကသတင်းထောက်မှတ်မှုဒရာကိုပြီးခဲ့တဲ့စက်တင်ဘာလ20ရက်နေ့မှာမောင်တော်မြို့နယ်ကသူ့ရဲ့နေအိမ်မှာပဲ ULAAA ထောက်လှမ်းရေးအဖွဲ့ကလာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီးအပတ်ပြည့်တဲ့အထိပြန်လည်လွတ်မြောက်လာတာမရှိသေးတာဖြစ်ပါတယ်။ အာရခတက်တော် AA ကတော့သတင်းထောက်မှန်းမှုဒရာဟာအများပြည်သူလုံခြုံရေးအတွက်ထိခိုက်စေတဲ့အပြောဆိုအလုပ်ကိုင်တွေကို လုပ်နေတာကြောင့်စစ်ဆေးဖို့လိုအပ်တဲ့အတွက်ခေါ်ယူစစ်ဆေးနေခြင်းသာဖြစ်ပြီးဖမ်းဆီးထားတာမဟုတ်ဘူးလို့ AA ပြောရေးဆိုခွင့်ရှိသူဦးခိုင်တူခါက AA ရီသတင်းဌာနကိုဖြေဆိုထားပါတယ်။သတင်းထောက်မှန်းမှုဒရာဟာ တရင်တော့လုပ်ငန်းကိုထမ်းဆောင်နေခြင်းသာဖြစ်ပြီးတရင်တော့တူအူအခုလိုကြာရှည်စွာဖမ်းဆီးစစ်ဆေးနေတာဟာပုံကိုရေးဆိုင်ရာလုံခြုံမှုနဲ့လွတ်လပ်စွာတရင်ရယူတင်ပြ권ကိုတိုက်ရိုက်ထိပါစေတာကြောင့် ULAA အနေနဲ့ဒီမိုကရေစီရဲ့အနှစ်သာရဖြစ်တဲ့သတင်းလွတ်လပ်ခွင့်နဲ့သတင်းတောက်တူရဲ့သတင်းလုတ်လုတ်ကင်နေခြင်းကိုနားလည်ပြီးသတင်းတောက်မမှုဒရာကိုအ мян ဆုံးပြန်လည်လွှတ်ပေးဖို့အမျိုးသမီးအဖွဲ့တွေကထုတ်ပြန်တောင်းဆိုထားပါတယ်။ လွတ်လပ်သောမြန်မာသတင်းစာဆရာများအစည်းအရုံးကလည်းဒီမိုကရေစီလူ့အဖွဲ့အစည်းအတွင်းသတင်းတောက်တွေရဲ့အရေးပါတဲ့အခန်းကဏ္ဍကိုအတိအမှတ်ပြုပြီးသတင်းမီဒီယာသမားတွေကိုကာကွယ်ပေးတဲ့နိုင်ငံတကာဥပဒေတွေကိုလေးစားလိုက်နာကအမြန်ဆုံးလွှတ်ပေးဖို့တိုက်တွန်းပြီးအရခတက်တော် AA အနေနဲ့သတင်းမီဒီယာသမားတွေရဲ့အခွင့်အရေးကိုလေးစားတံပိုးထားကသတင်းတောက်တွေရဲ့လုပ်ငန်းတွေကိုဆက်လက်လှုပ်ဆောင်ဖို့ပံ့ပိုးခြင်းနဲ့စံနမူနာပြနိုင်ဖို့ယုံကြည်ကြောင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ you 2025ခုနှစ်ဖေဖော်ဝါရီလကနေဇူလိုင်လအထိ6လတာကာလအတွင်းမှာစစ်ကောင်မရှင်ကမြို့နယ်ပေါင်း123မြို့နယ်မှာလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးအဲ့ဒီမြို့နယ်တွေရဲ့60ရာခိုင်နှုန်းကျော်ဟာအင်တာနက်ဖြတ်တောက်ခံထားရတယ်လို့မြန်မာအင်တာနက် project MIP ကအစီရင်ခံစာထုတ်ပြန်ထားပါတယ်အော်တိုဘားလာ၂ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားတဲ့လေကြောင်းရံနဲ့ဆက်သွယ်ရေးဖြတ်တောက်မှုတွေကြောင့်အရက်သားတွေပေါ်ထိခိုက်မှုအစီရင်ခံစား ဝေဟင်တိုက်ခိုက်မှုများကြားဆက်သွယ်ရေးအမှောင်ချခဲ့မှုများမှာအခုလိုဖော်ပြထားတာဖြစ်ပါတယ်အဲ့ဒီ၆လအတွင်းမှာလေကြောင်းတိုက်ခိုက်မှုမပြုတ်လုတဲ့ရက်ဟာ၁၉ရက်ပဲရှိပြီးတော့ရန်ကုန်တိုင်းကလွယ်ပြီးကြံတိုင်းနယ်ပြည်နယ်အားလုံးမှာရှိတဲ့မြို့နယ်၁၂၃ခုမှာလေကြောင်းတိုက်ခိုက်မှုအကျဉ်းကြီး600ကျော်ပြုတ်လုခဲ့တာလို့ဆိုပါတယ်။လေကြောင်းတိုက်ခိုက်ခံရတဲ့မြို့နယ်တွေထဲက၁၁၅မြို့နယ်ဟာဆက်သွယ်ရေးဖြတ်တောက်ခံထားရတဲ့မြို့နယ်တွေဖြစ်တယ်လို့လည်းဆိုပါတယ်။ စကိုင်းတိုင်းရှမ်းပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာရှိတဲ့မြို့နယ်တွေဟာလေဆောင်တိုက်ခိုက်ခံရမှုအများဆုံးမြို့နယ်တွေဖြစ်ပါတယ်။အင်တာနက်ပြတ်တောက်ခြင်းနဲ့တော်လိုင်းအင်အားစုတွေနဲ့ထိတွေ့မှုတွေရှိနေတဲ့မြို့နယ်တွေကိုစေအုပ်စုကလေဆောင်တိုက်ခိုက်မှုနဲ့ချိန်ချောက်နေတယ်လို့ AMIB ကဆိုပါတယ်။အဲ့ဒီလေချောင်းတိုက်ခိုက်မှုတွေမှာအ ਨੇ ဆုံးအရတားဥယေတရာကျော်အသက်ဆုံးရှုံးခဲ့ပြီးတော့တိတ်ဆုံးသူအားလုံးရဲ့66ရာခိုင်နှုန်းဟာလည်းဆက်သွယ်ရေးပြတ်တောက်တဲ့ဒေသတွေကဖြစ်တယ်လို့ဆိုပါတယ် ဒါပြင်စစ်ကောင်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရသာနေအိမ်ထောင်နဲ့ခြေပျက်စီးခဲ့ပြီးတော့ဘာသာရေးအဆောက်အဦတရာနီးပါးစာတင်ကြောင်းအနည်းဆုံး90ကျောင်းနဲ့စေယုံစည်းကအနည်းဆုံး16ခုထိခိုက်ဆုံးရှုံးခဲ့တယ်လို့ MIB ကစီရင်ခန်းစာမှာဖော်ပြထားပါတယ်။ နိုင်ငံတကာဖွဲ့စည်းတဲ့အနေနဲ့စစ်ကောင်မရှင်ရဲ့လေချောင်းတိုက်ခိုက်မှုကြောင့်ပြည်သူတွေရဲ့အသက်အန္တရာယ်ထိခိုက်မှုရောပါစေဖို့အတွက်ဆက်သွယ်ရေးဆိုင်ရာပစ္စည်းတွေနဲ့နှီးပညာထောက်ပံ့ပေးဖို့နဲ့ဆက်သွယ်ရေးဖြတ်တောက်မှုတွေဆက်လက်မလုပ်ဆောင်ဖို့အာဏာသိမ်းစစ်တပ်ကိုဖိအားပေးဖို့လည်း MIB ကတိုက်တွန်းထားပါတယ်ရှင်။ မကွေးတိုင်းမင်းလာမြို့နယ်တရက်မင်းလာကာလန်ပိုင်းအတိုင်းမောင်းနေလာတဲ့စစ်ကော်မရှင်တရက်ရင်လေးစီပါရင်နှန်းကိုတဟက်ပင်ရင်နှံမော်အနီးခြုံခိုတိုက်ခတ်ရမှာစစ်ကော်မရှင်တပ်ဖက်က6ဦးသေဆုံးသွားတယ်လို့ United State of Burma Army USBA အဖွဲ့အစည်းကတရားပါတယ်။အော်တိုဘားလ2ရက်ညနေ4နာရီအချိန်မှာအထက်မင်းလာမြို့နယ်ကကပစနှစ်မလွန်ကိုပြန်လာတဲ့ရင်နှံကိုပြစ်ခတ်တိုက်ခိုက်ခဲ့တာလို့ USBA အဖွဲ့ကောင်းဆောင်ကိုပါဟင်းကပြောပါတယ်။ အဲ့ဒီရင်လေးစည်းပေါ်မှာစစ်ကော်မရှင်တပ်ဖွဲ့အင်အားတရာခန့်ပါဝင်ပြီးအထက်မင်းလာမြို့နယ်လင်းကယ်ရဲစခန်းအနီးတစ်ဝိုက်ကျေးရွာတွေကိုလေးရက်ဆက်စစ်ကြောင်းထိုးပြီးပြန်လာရလမ်းမှာတိုက်ခိုက်ခဲ့တာဖြစ်ပြီးအဲ့ဒီခြုံကိုတိုက်ခိုက်မှုအတွင်စစ်ကော်မရှင်တပ်သား6ဦးသေဆုံးကနောက်ထပ်73ဦးထိခိုက်ဒဏ်ရာရခဲ့ပြီးတော်လိုင်းတပ်ဖွဲ့ဝင်တွေဘက်မှာတော့ထိခိုက်မရှိဘူးလို့ USB အဖွဲ့ကဆိုပါတယ်။ စ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်စစ်ကော်မရှင်တပ်ရဲ့ရင်နှန်းဟာတဟက်ပင်ရင်နှံမော်ကိုရောက်ရှိတဲ့အချိန်လက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်မှုတွေပြုလုပ်ခဲ့ကြောင်းနဲ့စစ်ကော်မရှင်ရင်နှန်းရဲ့ပစ်ခတ်ခံရမှုအတွင်ထိခိုက်သွားသူတွေကိုကပဖနှစ်မှာကုသမှုတွေပြုလုပ်ပေးနေတယ်လို့ကိုပါဟင်းကပြောပါတယ်။ စစ်ကော်မရှင်တပ်ဖွဲ့ဟာသူတို့တိုက်ခိုက်ခံလိုက်ရတဲ့ဒဟက်ပင်ရင်းနှံမော်အနီးစစ်ကြောင်းထိုးတာလေကြောင်းကနေတိုက်ခိုက်တာတွေပြုလုပ်လာနိုင်တဲ့အတွက်ဒေသခံပြည်သူတွေအနေနဲ့သတိပြုနေထိုင်ကြဖို့အတွက်လဲ USB ရဲ့ဖွဲ့ကတည်ပေးထားပါရခင်ဗျာကဘာကူလာသမဂဒုက္ခသည်မဟာမင်းကြီးယုံရှင် 1ACR ကို ရမငွေဖြတ်တောက်ခံရတဲ့အတွက်ချင်းဒုက္ခသည်တွေအပါအဝင်မလေးရှားနိုင်ငံမှာရောက်ရှိနေတဲ့မြန်မာဒုက္ခသည်တွေအခက်အခဲတွေနဲ့ကြုံတွေ့ရနိုင်တယ်လို့ Alliance for Chin Refugee ACR ကပြောပါတယ်။ မလေးရှားနိုင်ငံမှာခိုးလုံနေတဲ့ရိုဟန်ချာပါဝင်မြန်မာဒုက္ခသည်၄သိန်းခန့်ရှိပြီးတော့အဲ့ဒီထဲကချင်းလူမျိုး၈၀၀၀ခန့်ရှိကြောင်းမလေးရှားမှာရှိတဲ့အကူအညီပေးရေးအဖွဲ့အစည်းတွေစီကနေသိရပါဗျ။ဒေါ်နယ်ထရန့်အမေရိကန်သမ္မတဖြစ်လာပြီးတဲ့နောက်ကမ္ဘာတဝန်းလူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေဖြတ်တောက်ခဲ့ရမှာမလေးရှားက UNHCR ရုံးနဲ့ပါဝင်ခဲ့တဲ့အတွက်သူ့ကိုမိခိုးနေတဲ့ဒုက္ခသည်တွေခက်ခဲကြုံတွေ့ရနိုင်တာဖြစ်ပါတယ်။ မလေးရှား UNHCR ရုံးကဝန်ထမ်း60ကနေ80ရာခိုင်နှုန်းအထိလဲ short ချနေပြီဝန်ထမ်းအင်အားမလုံလောက်တဲ့အတွက်ဒုက္ခတဲ့အသည့်မှတ်ပုံတင်ခြင်းတွေကြကြာနိုင်တယ်လို့တတိယနိုင်ငံကိုထက်ခွာရေးကိစ္စတွေမှာလဲထိခိုက်နိုင်တယ်လို့ ACIA ရဲ့ဥက္ကဋ္ဌ Jane Boystambic ကမိစမကိုပြောပါတယ် လက်တလောဖြစ်ပေါ်နေတဲ့အထောက်ပံ့ short ချခံရတဲ့ UNHCR ရဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးအဖြေရှာပြင်ဆင်မှုတွေပြုလုပ်ဖို့ဆွေးနွေးပွဲတစ်ရက်ကိုမလေးရှားရောက်ချင်းဒုက္ခသည်အဖွဲ့အစည်းတွေဖြစ်တဲ့ ARC, CRC, DAI နဲ့ FRO အဖွဲ့တွေကပေါင်းပြီးတော့ကျင်းပခဲ့တယ်လို့အော်တိုဘာလ3ရက်နေ့မှာ ACR ကထုတ်ပြန်ထားပါတယ်။ကွာလာလမ်ပူမြို့မှာအော်တိုဘားလာတရက်နေနဲ့နှစ်ရက်နေမှာကျင်းပခဲ့တဲ့အဲ့ဒီဆွေးနွေးပွဲကိုမလေးရှားရောက်ခရီးရန်အသင်းတော်တွေ ဖွဲ့စည်းကောင်းဆောင်တွေအပြင် US USA မှာရောက်နေတဲ့ချင်းကောင်းဆောင်တွေတက်ရောက်ခဲ့ပြီးတော့ American နဲ့ Canada မှာရှိတဲ့ကောင်းဆောင်တွေကတော့ online ကနေတက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်အစည်းအဝေးကနေရရှိခဲ့တဲ့သဘောတူညီချက်တွေကိုအသေးစိတ်ထုတ်ဖော်ပြောဖို့အဆင်မပြေတော့လဲရေပုံရအနေနဲ့နိုင်ငံတကာအဆင့်ချင်းအဖွဲ့တွေအနည်းကအတူပူးပေါင်းပြီးတော့စီးယုံလှုပ်ဆော်သွားဖို့နဲ့ချင်းဒုက္ခသည်တွေနဲ့ပတ်သက်ပြီးတိကျတဲ့မူတစ်ခုထားရှိဖို့လိုဖြစ်တယ်လို့သိရပါတယ် ဲ့ဒီသဘောတူညီချက်တွေပါဝင်ရမုံငွေစည်းစိမ်မှုတွေတတိယနိုင်ငံကိုပို့ဆောင်ရေးနီးလန်းတွေကိုလည်း UNHCR တာဝန်ရှိသူတွေနဲ့ဆင်းကောင်းဆောင်တွေကတွားရောက်ဆွေးနွေးခဲ့တယ်လို့အာဆီယံဥက္ကဋ္ဌကဆက်ပြောပါတယ်တမျိုးသားလုံးရဲ့အနာဂတ်အတွက်ဖြစ်တယ်လို့အားလုံးပူးပေါင်းပါဝင်ပြီးထိရောက်တဲ့လုပ်ငန်းစဉ်တွေကောက်ထဲဖော်ရမှာလဲစီလုံးညီညွတ်စွာလက်တွဲလှုပ်ဆောင်ကြဖို့လိုအပ်ကြောင်းလည်းအာဆီယံဥက္ကဋ္ဌကပြောကြားထားပါတယ်ရှင် နောက်ဆုံးရပြည်내သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါခုဆက်လက်ပြီးတော့တပတ်ကျွန်းကထူးခြားနိုင်ငံကသတင်းတချို့နဲ့သတင်းလှော်တွေကိုတင်ဆက်ပေးပါမယ်ရှင်ရုရှားဆိုရကစစ်ရေးသုံးစရိတ်တွေပုံမူရရှိဖို့အတွက်နီလန်တွေရှာဖွေနေချိန်မှာစစ်ပွဲပေါ်အထူးကအားထားတဲ့စီးပွားရေးရင်းရင်လာတဲ့အတွက်စီးပွားရေးလုပ်ငန်းတွေနဲ့စားသုံးသူတွေအပေါ်အခွန်အရေးတိုးမြှင့်ကောက်ခံဖို့စီစဉ်နေပါတယ်။ တင်းလာနေမှာဗန်နာယီဝန်ကြီးက2026ခုနှစ်အတွက်ဘတ်ဂျက်မူကြမ်းကိုထုတ်ပြန်ခဲ့ရမှာယူကရိန်းနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲအပေါ်ကရင်မလင်ရဲ့တန်တိတ်ထံကို ပြန်လည်စစ်စစ်စရာ ဖြစ်လာခဲ့ပါတယ်။လာမယ့်နှစ်အတွက်ကာကွယ်ရေးအသုံးစရိတ်ဟာကြီးကြီးမားမားပြောင်းလဲမှာမဟုတ်ဘဲအခွန်တိုးမြင့်မှုတွေနဲ့ရန်ပုံငွေရှာဖွေသွားမယ်လို့အသုံးစရိတ်ရထားချက်မှာဖော်ပြထားပါတယ်။အခုသတင်းပတ်အတွင်းရာထားဘတ်ဂျက်အကြောင်းတင်ပြရမှာရုရှားဗန်နာယီဝန်ကြီးဌာနက ကာကွယ်ရေးနဲ့လုံခြုံရေးအတွက်ရန်ပုံငွေထောက်ပံ့ရန် အခွန်တွေတိုးမြင့်ကောက်ခံဖို့အဆိုပြုခဲ့ကြောင်းပြောကြားခဲ့ပါတယ်။အဲ့လိုအခွန်တိုးမြင့်မှုတွေဟာအစိုးရချင်းငွေပုံမှုယူခြင်းကိုအစားထိုးနိုင်ပြီး2026ခုနှစ်မှာ GDP ရဲ့1.6%ခန့်လုံးရှိမယ်လို့ခန့်မှန်းထားတဲ့ဘတ်ဂျက်လုံငွေကိုရှော့ချဖို့နီလန်လဲဖြစ်ကြောင်းဆိုပါတယ်။ အဆိုပြုထားတဲ့အခွန်တိုးမြင့်မှုတွေဟာစီးပွားရေးတိုးတက်မှု2026ခုနှစ်မှာတည်သမ300ခိုင်နှုန်းသာရှိမယ်လို့အစိုးရကခန့်မှန်းထားချိန်နဲ့တိုက်ဆိုင်နေပါတယ်။ဒါဟာ2024ခုနှစ်ကမှတ်တမ်းတင်ခဲ့ရတဲ့4.1%ခိုင်နှုန်းတိုးတက်မှုနဲ့နှိုင်းယှဉ်ရင်အလွန်ကွာခြားပြီးအခုနှစ်2.5%ခိုင်နှုန်းနဲ့2026ခုနှစ်အတွက်အရင်ရထားချက်2.4%ခိုင်နှုန်းအောက်တည်တည်တသာကျဆင်းသွားတာဖြစ်ပါတယ်။ ရုရှားအစိုးရကစစ်ရေးအသုံးစရိတ်တွေပုံမူရရှိဖို့အတွက်နီးလန်းတွေရှာဖွေနေချိန်မှာစစ်ပွဲအပေါ်သာအဓိကအားထားတဲ့စစ်စည်းဝါးရေးရင်းရင်လာတဲ့အတွက်စည်းဝါးရေးလုပ်ငန်းတွေနဲ့စားသုံးသူတွေအပေါ်အခွန်အရေးတိုးမြင့်ကောက်ခံဖို့စီစဉ်နေပါတယ်။ဖိဒေနိုင်ငံမန်ချက်စတာမြို့မှာရှိတဲ့ဂျူးဖျားကျောင်းအပြင်ဘက်မှာကျတာရင်းနေ့ကကားနဲ့တိုက်ကဓာတ် ကင်တိုက်ခိုက်မှုဖြစ်ပွားရာလူနောက်ဦးသေးဆုံးပြီးတော့၃ဦးဒဏ်ရာရမှုမှာကျူးလွန်တဲ့တန်လျာရှိသူကိုရဲတပ်ဖွဲ့ကပစ်တက်ခဲ့ပါရယ်အနောက်မြောက်ပိုင်းမန်ချက်စတာမြို့မှာဂျူးအတိုင်းဝိုင်းကရွန်ကပူးနှင့်ဂျူးဘာသာရေးအပြစ်ဖြေရာနေ့ကျင်းပချင်းအခင်းဖြစ်ပြီးရဲတွေကိုလှမ်းခေါ်ရာ အမျိုးသားအဆင့်အကျန်းဖတ်တုံ့ပြန်မှုလုံထုံးလုံးဤအတိုင်းရဲတပ်ဖွဲ့ကတုံ့ပြန်ဆောင်ရွက်ခဲ့ပါရယ် ဂါဇာမှာပြင်းထန်တဲ့ထိုးစစ်တွေဖြစ်ပွားစေခဲ့တဲ့2023ခုနှစ်အောက်တိုဘာ9ရက်ကဟာမက်စ်ရဲ့အစ္စရေးကိုတိုက်ခိုက်မှုဒုတိယမြောက်နှစ်ပတ်လည်အကြိုမှာယခုတိုက်ခိုက်မှုဖြစ်ပွားခြင်းဖြစ်ပြီးတော့ပြည်ထောင်နိုင်ငံအတွင်းအမျက်ဒေါသထွက်စရာလည်းဖြစ်ခဲ့ပါတယ်။ဝန်ကြီးချုပ်ကီယာစတာမာကယခုတိုက်ခိုက်မှုကိုကြောက်မက်ဖွယ်ရာအဖြစ်ပြည်ထောင်ဝန်ကြီးချုပ်ကီယာစတာမာကရှုတ်ချပြီးတော့ ီးချိန်ဂျူဖရားအကြောင်းတွေမှာလုံခြုံရေးတိုးမြင့်သွားမယ်လို့ကြေညာပါတယ်။ဒီချိန်ဝင်ကြီးချုပ်ကအစောပိုင်းမှာဒိမတ်မှာဥရောပနိုင်ငံရေးထိပ်သီးအစည်းအဝေးတရက်တက်ရောက်နေတာကနေထွက်ခွာပြီးလန်ဒန်မှာအရေးပေါ်လုံခြုံရေးအစည်းအဝေးတရက်ကိုတဘာပတိပြုလုပ်ခဲ့ပါတယ်။ချားစ်ပရင်ကသူနှင့်မိဖုရားကင်လာတို့ဟာ အထူးသဖြင့်ဂျူးအတိုင်းဝိုင်းတို့အရေးပါတဲ့နေမျိုးမှာမန်ချက်စတာကကြောက်မက်ဖွယ်ထူတိုက်ခိုက်မှုကိုကြားသိရပြီးတော့ထိတ်လန့်ဝမ်းနည်းရာကြောင်းပြောဆို ခဲ့ပါရခင်ဗျာ နေလေရင်လာတော့ကျောင်းသားတွေတကွဲတွေပြေးပြေးကုန်လာတယ်နဲ့အဲ့မှာသူသူကအတက်ကငါးနှစ်ကျော်ပဲရှိသေးတော့ဒါနဲ့တိတ်မပြေးနဲ့ဘာမှအဲ့မတီးတော့သူလာတဲ့အတိုင်းပဲပြန်လာတော့အဲ့မှာလေရင်တလေရင်ပြန်တော့သူငြင်းကြည့်နေတယ်နဲ့သူလည်းတယောက်သေးဆိုတော့အဲ့ဆင်ကဖြစ်တော့မင်းကစာရုံးမျိုးလေချောင်းတိုက်ခိုက်ခံရမှုအတွင်ငါးနှစ်အရွယ်သားဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့ဖခင်တယောက်ကပြောပြနေတာပါ မောင်စန်းလေးမျိုးအောင်ဟာတဦးတည်းသောသားဖြစ်ပြီးတော့အခုမှပထမဆုံးကြောင်းတက်ရတဲ့နှစ်ဖြစ်တယ်လို့ဆိုပါရယ်။လေကြောင်းမတိုက်ခိုက်ခံရခင်အချိန်မှာမောင်စန်းလေးမျိုးအောင်ဟာကြောင်းကနေပြန်လာနေတာပါ။လေရင်ဘုံလာကြေးတော်ကို နားမလည်သေးတဲ့အတွက်သူ့အသက်ကိုနှုတ်ယူသွားမဲ့လေရင်ဘော်ကဘုံကြတာကိုနောက်ဆုံးအချိန်မှာငေးကြည့်နေခဲ့မိမှာပါလို့ဖခင်ဖြစ်သူကဆိုပါရယ်။တဦးတည်းသောသားဖြစ်သူကိုဆုံးရှုံးသွားရတဲ့ဖခင်တယောက်အနေနဲ့ဝမ်းနည်းမှုကိုမဖော်ပြနိုင်လောက်အောင် ခံစားနေရတယ်လို့ဆိုပါရယ်။ တိုက်ပွဲမဟုတ်တဲ့ကလေးတွေရှိတဲ့နေရာကိုလေရင်ကဘာကြောင့်လာကျဲတယ်လဲဆိုတာကိုလည်းသူနားမလည်နိုင်ဖြစ်နေပါတယ်။ကျင်းမယ်ဆိုရင်လည်း you are you are ပြည်သူတွေရှိတဲ့နေရာမကျဲဘဲသူတို့ရန်သူတွေရှိတဲ့စခန်းတွေမှာကျင်းကသူတို့အတွက်လည်းကိုဖြစ်ရောက်တယ်လို့ပဲပြောဆိုတာ။ဟောဘာမှသူတို့အတွက်ရန်သူလည်းမဟုတ်တဲ့ပြည်သူတွေတည်းရှိတဲ့နေရာပဲပြီးတော့ဘယ်လိုပြောရမှန်းမသိတော့ စာရုံမျိုးပေါ်ဈေးနဲ့စာသင်ကျောင်းအနည်းကိုစစ်ကော်မရှင်လေးတက်ကစက်တဘာ29ရက်မွန်းလွဲပိုင်းနဲ့ညနေပိုင်းမှာလေကျောင်းနဲ့နှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။အရေးတိုက်ခိုက်မှုအတွက်မှာမောင်စန်းလေးမျိုးအောင်နဲ့နောက်ထပ်ကလေးငယ်တယောက်အပါအဝင်ဒေသခံပြည်သူ၈ယောက်ဟာနေရာမှာတင်သေဆုံးခဲ့ကြပါတယ်။ဒီကနေ့စက်တဘာ30ရက်နေ့မနက်ပိုင်းအထိဒဏ်ရာရရှိတဲ့သူအထက်ကနောက်ထပ်၃ယောက်သေဆုံးသွားတာကြောင့်သေဆုံးသူစုစုပေါင်းဟာ၁၁ယောက်အထိတိုးလာနေတယ်လို့ ကရာရီသတင်းနဲ့ပြန်ကြားရေးတာဝန်ခံဘူမှုကြီးနော်ဘူးစီကနေသိရပါဗျ။အဲလုံးဝမလုပ်ဖြစ်တဲ့လုပ်ပြီပါပဲ။ဘာလို့ခုရှိတာတော့ပထမပြစ်တာကတော့အားပါပဲ။ဒုတိယအချိန်ပြန်ပြစ်တာကတော့ဒီကေစီရေးလုပ်နေတဲ့အချိန်ကိုဖတ်ကြည့်တဲ့သဘောဖြစ်ပါလား။စိတ်ပေါ်နေရမှာတော့မပြောလို့ပါဘူး။ခုလိုမျိုးဒီဟာတွေမှာပြည်သူလူထုရှိတဲ့နေရာအကြောင်းတွေမှာဘုံကျေးပြီးမှအရင်းငယ်ပိုင်းမှာပြန်ပြမှဖြစ်တာတော့ဒါက ်ပြည်စည်းလုပ်တဲ့အဖွဲ့တွေကိုပြန်ကြည့်တဲ့သဘောဖြစ်ပါလေဒါလူမဆာနဲ့ဖြစ်တာဖြစ်ပါလေလက်တလုံးမှာလေးချောင်းတိုက်ခိုက်ခံရမှုကြောင့်ကလင်းငယ်နှစ်ယောက်အပါအဝင်၆ယောက်ပြင်းထန်ဒဏ်ရာနဲ့ဆီးကုသမှုခံယူနေရဆဲဖြစ်တယ်လို့သိရပါဗျ။စာရုံးမြို့ဟာတရုတ်နယ်စပ်မြို့ဖြစ်တဲ့ကမ်ပိုင်တီမြို့ရဲ့အနောက်ဘက်25မိုင်လောက်အကွာမှာတည်ရှိပြီးတော့ KIA ပူးပေါင်းတပ်တွေကပြီးခဲ့တဲ့2024ခုနှစ်ဇွန်လဇန်ပိုင်းမှာတင်ပိုက်ထိန်းချုပ်ထားတာပါ။ ဝိုင်းမော်မြို့နယ်လမြန်ဘက်မှာတော့ KIA နဲ့စစ်ကောင်မရှင်တပ်ဖွဲ့ကြားတိုက်ပွဲတွေဖြစ်ပွားနေပြီမဲ့စရုံးမှာတော့တိုက်ပွဲတစုံတရာဖြစ်ပွားတာမရှိပဲစစ်ကောင်မရှင်တပ်ကရည်ပဲချက်ရှိရှိအရက်သားတွေကိုတိုက်ခိုက်တဲ့စစ်ရာဇဝတ်မှုဖြစ်တယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါရရှင် ခုဆက်လက်ပြီးပတ်စင်ကဏ္ဍအနေနဲ့သတင်းမှားများကိုတိုက်ဖြတ်ခြင်း Miss Information Buster အစီအစဉ်ကိုတင်ဆက်ပေးပါမယ်ရှင်။ ာပါရှင်မင်းသမားရဲ့သတင်းတူသတင်းမများကိုတိုက်ဖြတ်ခြင်း misinformation buster season ကနေပြန်လည်ကြိုဆိုပါရစေဒီတစ်ပတ်မင်းသမား fact check အဖွဲ့ကနေစစ်ဆက်ထားတဲ့သတင်းတွေကတော့သဘုံတွင်စီးလာတဲ့သင်္ဘောမှုမီးရှို့ရဲလို့ဖြန့်ဝေထားတဲ့သတင်းမှ fire house တွေထည့်သွင်းပြီးတော့ philippine မုန်တိုင်းတိုက်ခတ်မှုလို့ဖြန့်ဝေနေကြတဲ့အကြောင်းနဲ့လာမယ့်အောက်တိုဘာလအတွင်းမှာသတိပြုစရာသတင်းတူသတင်းမတွေအကြောင်းကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဘောင်ရီစီးလာတဲ့သင်္ဘောမှုစစ်တပ်ဘက်ကဗိုလ်မှူးအဝါကမိရှုခဲ့တဲ့ဆိုတဲ့ရုပ်တံတစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့နေပါဗျ။ အဝါဆိုတဲ့ TikTok အကောင့်ကနေပြီးခဲ့တဲ့2ရက်ကဒီရုပ်သံဖိုင်တစ်ခုကိုဖြန့်ဝေထားတာပါတရုတ်တဟာကြိုက်နှစ်သက်သူ2000ကျော်နဲ့ကြည့်ရှုသူ2သိန်းနီးပါးရှိနေပြီဖြစ်ပါတယ်။ဖိုင်ထဲမှာတော့တနက်ပစ်ဖောက်တဲ့တန်နေနဲ့အတူတင်မောတစင်းဟာရေပေါ်မှာမီးလောင်နေတာကိုတွေ့ရပါတယ်။မင်းသမားကတရုတ်တဖိုင်ထဲကရုပ်ပုံတွေနဲ့ပုံတွေရဲ့စက်မြက်ကိုရှာဖွေတဲ့ Google Image Search ကနေတဆင့်ရှာဖွေစစ်ဆေးခဲ့ပါတယ်။ဒီမီးလောင်နေတဲ့တင်မောဟာအပျော်စီးတင်မောဖြစ်ပြီးတော့ထိုင်းနိုင်ငံဘန်ကောက်ကကြောက်ဖျားမြစ်ထဲမှာဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ပါ။ ထိုင်းအခြေစိုက်ထိုင်း BBS သတင်းဌာနကနေစက်တဘာ14ရက်နေ့ကထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့ကြောက်ဖရားမြစ်ထဲမှာအပျော်စီးသမော၃စီးမိလောင်ခဲ့တယ်လို့ဖော်ပြထားတာပါ။သတင်းထဲမှာတုံထားတဲ့ဓာတ်ပုံနဲ့ပြန့်နှံ့နေတဲ့ပုံကအတူတူပဲဖြစ်ပါတယ်။ဒါအပြင်သပတ်တရား news သတင်း website ကနေလည်းဒီအကြောင်းအရာကိုထပ်ပြီးတော့ဖော်ပြထားပြီးအဲ့ဒီဖော်ပြထားတဲ့အထက်မှာလူသေဆုံးမှုမရှိဘူးလို့လည်းသိရပါတယ်။ ဒါကြောင့်တခြားနိုင်ငံကအပျော်စီးသင်္ဘောမီးလောင်မှုကိုသဘုံတွင်စီးလာတဲ့သင်္ဘောမှုစစ်တပ်ဘက်ကဗုံးမှုအဝါဆိုသူကမီးရှို့ဖြတ်စီးရဲဆိုတာဟာအကြောင်းအရာတိုက်ဆိုင်မှုမရှိဘဲလိုတလိုပုံဖော်ဖန်တီးထားတဲ့သတင်းမှားပဲဖြစ်ပါလေ။ဖိလစ်ပိုင်နယ်မှာစူပါတိုင်ဖုန်းမုန်တိုင်းတစ်လုံးဖြစ်တဲ့ရာဂါဇာဆိုတဲ့မုန်တိုင်းဝင်ရောက်တိုက်ခတ်သွားခဲ့ပါတယ်။တစ်ဆက်တည်းမှာဒါနဲ့ပတ်သက်တဲ့ရုပ်တံဖိုင်အဟောင်းတွေလည်းပြန့်နှံ့လာပါတယ်။ စိန်ကျော်တန်းဆိုတဲ့ Facebook ကောက်ကနေစက်တဘာ22ရက်နေ့မှာကြောက်စရာကြီး나ဂက်ထက်ကျန်းနဲ့မနေ့ကဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းမှာစူပါတိုင်ဖွန်ရာဂါဇာဝင်ရောက်လေတိုက်နှုန်းတနအီမိုင်130ကနေ165အခုနှစ်အတွင်းမှာအပြင်းထန်ဆုံးမုန်တိုင်းအဆင့်၄အသက်မှတ်ထားလို့ရေးသားပြီးတော့ရုပ်သံဖိုင်တစ်ခုကိုရေးသားဖြောင်းရေးထားတာပါအဲ့ရုပ်တောင်ဖိုင်နယ်မှာလေပြင်းတိုက်ခတ်နေတဲ့အချိန်ဖြစ်ပျက်နေတဲ့ရုပ်ပုံတွေကိုရိုက်ကူးထားတာတွေပါဝင်ပါတယ် ဒီဖိုင်ကိုကြိုက်နှစ်သက်သူ3000ကျော်နဲ့ပြန်လည်မျှဝေသူ3000ကျော်နဲ့ကြီးစုသူတသန်းခွဲအထိရှိနေပြီဖြစ်ပါတယ်တရုတ်တံဖိုင်နယ်ကပုံတွေကို screen shot ရိုက်ပြီးတော့ပုံတွေရဲ့ဇက်မြက်ကိုရှာဖွေတဲ့ Google Image Search ကနေတဆင့်အချက်လက်စစ်ဆေးခဲ့ပါတယ်။ရုပ်တံဖိုင်နယ်ကအိမ်ခေါင်မိုးကြီးလွန့်ထွက်သွားတဲ့ပုံဟာပေးတဲ့မေလာက YouTube channel တစ်ခုကနေဖြန့်ဝေထားတဲ့ရုပ်တံဖိုင်မှာပါဝင်နေတဲ့အဟောင်းဖြစ်နေတာကိုတွေ့ရပါတယ်။ ကားတစ်စီးအပေါ်မှာတစ်ပင်တစ်ပင်ပြိုကျတဲ့ပုံဟာလည်းအခုဖြစ်စင်မဟုတ်ပဲအရင်ဇူလိုင်လမှာ TikTok အကောင့်တစ်ခုကနေဖြန့်ဝေထားတဲ့ရုပ်သံဖိုင်ထဲမှာပါဝင်ပါတယ်။မှန်တကားမှာရှိတဲ့အဆောက်အုံတွေကလေပြင်းတိုက်ခတ်မှုကိုရိုက်ထားတဲ့ရုပ်သံဖိုင်ကိုတော့ကိုရီးယားနာမည်နဲ့ website တစ်ခုကနေ August လမှာဖြန့်ဝေထားတဲ့ဖိုင်အဟောင်းဖြစ်နေတာကိုတွေ့ရပါတယ်။အခုပြန့်နှံ့နေတဲ့ရုပ်သံဖိုင်တွေက၃ခုကိုဖိုင်အဟောင်းဖြစ်ကြောင်းစစ်ဆေးနိုင်ခဲ့တာပါ။ကျန်တာတွေကိုတော့အတည်ပြုနေစေဖြစ်ပါတယ်။ဖိလစ်ပိုင်နိုင်ငံမှာရာဂါဇာမှုန်တိုင်းဟာအမှန်တကယ်ဝင်ရောက်တိုက်ခတ်သွားခဲ့တာပါ။ တနအီကို285ကီလိုမီတာနှုန်းနဲ့တိုက်ခတ်ခဲ့တာဖြစ်တယ်လို့ BBC မှာသတင်းဖော်ပြထားပါတယ်။ဒါကြောင့်စိန်ကျော်တန်းရက်ဖြန့်ဝင်မှုဟာဖိလစ်ပိုင်နိုင်ငံမှာရာဂါဇာမှုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့တဲ့ဖြစ်စဉ်အမှန်ကိုအခြေခံပြီးတော့တခြားနေရာကရုပ်တံဖိုင်အဟောင်းတွေနဲ့ထက်သွင်းပြုပြင်ထားတဲ့ရုပ်တံဖိုင်ကိုဖြန့်ဝေနေတာပါ။မြင်ယုံနဲ့စိုးရိမ်စိတ်ပိုစေမဲ့ရုပ်တံဖိုင်အဟောင်းတွေကိုစုပြီးတော့အခုလိုမျိုးဖြန့်ဝေထားတာပဲဖြစ်ပါလိမ့်မယ်။ ခုနောက်ဆုံးအနေနဲ့လာမယ့်အောက်တိုဘာလအတွင်းပြည်နှံလာနိုင်ခြင်းရှိတဲ့သတင်းတုသတင်းမှားတွေကိုသတင်းဖတ်ရှုသူတွေကြိုတင်သတိပြုနိုင်ဖို့အတွက်စူးစီးဖော်ပြပေးသွားမှာဖြစ်ပါတယ်။ဒီလနဲ့မှာအထင်ကရနေ့တွေအဖြစ်တနိုင်ငံလုံးအပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့တာအောက်တိုဘာ15ရက်နေ့ဆိုရင်10နှစ်ပြည့်ပြီဖြစ်ပါတယ်။ ဒီလိုနေ့မှာလက်မှတ်ရေးထိုးထားကြတဲ့အဖွဲ့အစည်းတွေကြားသဘောထားကွဲလွဲမှုတင်းမာမှုတွေကိုပုံကြီးချက်ရေးသားတာဒါမှမဟုတ်လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေနှုတ်ထွက်တာထတ်တိုးတာတွေနဲ့ပတ်သက်လို့သတင်းတူတွေထွက်ပေါ်နိုင်ခြင်းရှိပါတယ်။တစက်ထဲမှာပဲတိုက်ပွဲသတင်းတွေနဲ့ပတ်သက်လို့မြေပြင်အခြေအနေစစ်ရှောင်ပြည်သူတွေရဲ့အခက်အခဲနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုသတိပြုဖို့လည်းလိုအပ်ပါတယ်။ ဒါအပြင်တိုက်ပွဲဗီဒီယိုဖိုင်အဟောင်း AI နည်းပညာနဲ့ဖန်တီးထားတဲ့ရုပ်သံနဲ့လူမျိုးရေးဘာသာရေးအခြေခံဝါရဖြန့်သတင်းအမှားတွေပြန့်နှံ့လာနိုင်ခြေကိုလည်းအထူးဂရုပြုစောင့်ကြည့်ရမှာဖြစ်ပါတယ်။နောက်ထပ်အနေနဲ့အော်တိုဘာ9ရက်နေ့ဟာအာဇာနီဂုံဘုံပေါက်ကွဲမှု52နှစ်ပြည့်မှာဖြစ်ပြီးတော့အော်တိုဘာ26ရက်နေ့ကတော့ SNLD 2038နှစ်ပြည့်ပြီဖြစ်ပါတယ်။ ဒီလိုထင်ကြရနေ့တွေမှာသမိုင်းကြောင်းတွေကိုပြန်လည်ဖော်ပြရတဲ့အတူမှားရွင့်တဲ့အချက်လက်တွေပုံဟောင်းတွေကိုအခုမှဖြစ်တဲ့ဖြစ်စဉ်လိုမျိုးဖန်တီးပုံဖော်တာတွေရှိလာနိုင်ပါတယ်။ဒီလိုနေ့မှာဆိုရှယ်မီဒီယာအပြင်မြေပြင်လှုပ်ရှားမှုတွေပြုလုပ်မဲ့အသူတွေအဖို့ Digital လုံခြုံရေးကိုပါထည့်သွင်းစဉ်းစားကြဖို့တိုက်တွန်းလိုက်ပါစေ။လရှိအခြေအနေနဲ့ဆက်ဆက်တဲ့သတင်းမှားတွေနဲ့ပတ်သက်ပြီးတော့တဘာဝ BND ရဲ့ဆက်ဆက်ပြီးပြောရရင် လက်ရှိမှာလည်းဖိလစ်ပိုင်နိုင်ငံမှာရာဂါဇာမုန်တိုင်းဝင်ရောက်တိုက်ခတ်တဲ့သတင်းတွေနဲ့ပတ်သက်လို့ပြည်သူတွေရဲ့စိုးရိမ်မှုကိုပိုပြီးတော့ကြီးထွားစေဖို့အတွက်ဖိုင်ဟောင်းတွေနဲ့အတူ AI နည်းပညာနဲ့ဖန်တီးထားတဲ့ရုပ်သံတွေအချက်လက်အမှားတွေကိုအသုံးပြုဖြန့်ဝေမှုတွေရှိလာနိုင်ပါတယ်စစ်ကောင်စီကအတန်းတမပြုတ်လို့ပို့စီစဉ်နေတဲ့ရွေးကောက်ပွဲကြီးကျင်းပဖို့ကလည်းနှစ်လကျော်ပဲကျန်တော့တာမို့ပြည်သူတွေနေနဲ့ဒီကာလတည်းမှာရွေးကောက်ပွဲအကြိုမှာဖြစ်နိုင်တဲ့ပြစ်ပခါတွေမဲဆွယ်ပွဲတွေနဲ့ပတ်သက်လို့ဖြစ်စဉ်အဟောင်းတွေကိုလည်းသတိပြုရမှာဖြစ်ပါတယ်။ ဒါတွေကတော့အော်တိုဘာလာတဲမှာထွက်ပေါ်လာနိုင်ခြေရှိတဲ့သတင်းတူသတင်းမှားတွေနဲ့ပတ်သက်လို့ဖော်ပြထားတာပါ။သတင်းဖတ်ရှုသူတွေအနေနဲ့လည်းသတင်းတွေကိုချက်ချင်းရှုံကြည့်ပြီးကောက်ချက်ချတာမျိုးမဟုတ်ပဲသက်ဆိုင်ရာကတရားဝင်ထုတ်ပြန်ချက်တွေတိကျခိုင်မာတဲ့သတင်းရင်းမြစ်တွေနဲ့တိုက်ဆိုင်စစ်ဆေးကြဖို့လိုအပ်ပါတယ်။ဒီကမ္ဘာ့တစ်ပတ်အတွင်းစစ်ဆေးထားတဲ့အကြောင်းအရာတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပါ။ ပရိသတ်တွေအနေနဲ့စစ်ဆေးစစ်ခြင်းနဲ့သတင်းတွေတွေ့ခရင်ပဲဖြစ်ဖြစ်တန်တရာရှိတဲ့အကြောင်းအရာတွေကိုတွေ့ခရင်ပဲဖြစ်ဖြစ်ကျမတို့ရဲ့ fact check အဖွဲ့ကိုဒီလိန်လေးကနေတဆင့်စစ်ဆေးစစ်ခြင်းနဲ့အကြောင်းအရာတွေကိုပေးပို့ကြဖို့အတွက်ဖိတ်ခေါ်ပါရစေ။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးတဘာဝပေးစစ်ပေးကနေကင်းဝေးပြီးတော့သတင်းမှန်တွေကိုရွေးချယ်ဖတ်ရှုနိုင်ကြပါစေရှင်။ ကျမတို့မိစမရေဒီယိုကနေထုတ်လွှင့်နေတဲ့သတင်းစီစဉ်တွေသတင်းဆောင်မတွေဆက်တယ်မင်းမြချက်တွေနဲ့ပတ်သက်ပြီးသောတာရှင်တို့အနေနဲ့ဝေဖန်ချံပြချက်တွေနဲ့ရှင်းဖွင့်ပြောပြခြင်းတဲ့အကြောင်းအရာတွေကိုကျမတို့ရဲ့မိစမရေဒီယိုဆောင်မရှင်ဆိုတဲ့ Telegram group ကိုစာရေးသားပေးပို့နိုင်ကြပါတယ်သောတာရှင်တို့ရဲ့ဝေဖန်ချံပြချက်တွေကိုကြိုဆိုပါရရှင်မိစမရေဒီယိုရဲ့ဒီနေ့မနက်အစီအစဉ်ကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံသူနိုင်ငံသားပေါင်းဆရာနာရှင်ဘေးကကင်းဝေးပြီးကိုစိတ်နှစ်ပါးချမ်းသာပါစေလို့မိစမရေဒီယိုဖဲသားတွေကဆုတောင်းမြတ်တာပို့သားလိုက်ပါတယ် ်မြန်မာပြည်သူတွေနဲ့အတူရှက်တီနေမယ်မေဇမရေဒီယိုပဲဖြစ်ပါတယ်နားဆင်ကြတဲ့သူတွေအားလုံးကျန်းမာကြပါစေရှင်